ဟုတ်အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာမျှဝေပေးချင်တာကတော့ကေတာရကြီးမင်းရဲ့အကြောင်းပဲဖြစ်ပါတယ်ကေတာရကြီးမင်းဆိုတာကတော့ကျမတို့မြန်မာရာဇဝင်တွေပုံတော်တွေအဲ့ဒီအချိန်မှာအကုန်လုံးကြာပူလိမ့်မယ်လို့ကျမယုံကြည်ပါတယ်ကဲဒီဗီဒီဗီဗီဒီယိုလေးမှာကျမကေတာရကြီးမင်းရဲ့အကြောင်းကိုကျမနည်းနည်းလေးမျှဝေပေးချင်ပါတယ် တနေ့မှာပေါ့နော်အဲဒီပုံသားကြီးတူမှာလေယာတွေစိတ်ပြိုထားတဲ့လေယာခင်းတွေမှာလေဆောင်တန်းသားတွေနဲ့အဲ့လိုမျိုးပုံသားကြီးကတထေးဆိုတော့လေအဆောင်တန်းသားတွေနဲ့အဲ့လိုမျိုးရှာထားတာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်အဲ့ဒီလေဆောင်တန်းသားကနေပြီးတော့စောင့်ကြည့်နေတဲ့အချိန်မှာ လေသမားပေါ့နော်စောင့်ကြည့်နေတဲ့အချိန်မှာအဲ့ဒီကျင်းမင်းပေါ့နော်ကြည့်ရတာလာပြီးတော့စပနာနေကို စားကြတယ်စားတဲ့အချိန်မှာထူးခြားတဲ့အတခုကိုအဲ့ဒီလေးစောင့်နေတဲ့ အဲ့ဒီလူကမြင်တွေ့ရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင် ကြီးတကောင်ကရန်ကိုခန္ဓာကိုထွားချိန်နေထွားချိန်ပြီးတော့သူဘိုက်ဝါယုံနဲ့မကဘူးသူကစပန်နန်တွေကိုတည်ပြီးတော့ယူသွားတယ်ပေါ့နော်အဲ့မယူသွားတယ်အဲ့ဒါကိုမြင်တော့လက်ဒီလေးစောင့်နေတဲ့လူကသူကထူးခြားတယ်ပေါ့နော်ဒီကြီးအားကြောင့်လို့ရှိရင်ခန္ဓာကိုကလေကြီးတယ်တခြားဟွာတွေနဲ့လည်းမတူဘူးဟိုသူဘိုက်ဝါယုံနဲ့မကဘူးစပန်နန်တွေကိုရှီရှီပြီးသွားတယ်ဆိုပြီးတော့ဒီကတော့မဖြစ်ဘူးဆိုပြီးတော့လေပိုင်ရှင်ပုံနှိုင်းကြီးကိုအကြောင်းကြားတယ်ပေါ့နော် အချိန်လုံးကလေခိုးခိုက်ကလေအကြောင်းကြားလေဘာလဲလောလောအကြောင်းကြားနေရဆိုတော့ကိုကမဟုတ်တော့အကြောင်းကြားတာအကြောင်းကြားတဲ့အချိန်မှာအပုံနှိုင်းကြီးအားအကြောင်းဆောင်ကိုတီးရတဲ့အချိန်မှာအဲ့ဒီဟိုဟာကိုပေါ့နော်အလေတို့စောင့်ကိုပေါ့နော်သူရဲ့လေတောင်ခံပြီးလှုပ်ပင်းနေတဲ့လူကိုပြောတာပေါ့နော်အဲ့ဒီကြီးကိုပေါ့နော်သူကအရှင်းလို့ရှင်နေပေါ့နော်အရှင်းဖမ်းပေးလို့ရမလားလို့ပြောအဲ့အချိန်မှာဒီလေလေစောင့်ကလေကြီးမင်းရဲ့ အတော့ဘုံလာဘုံဆန်းတဲ့ဘုံတွေကိုကြည့်ပြီးတော့အမှညှို့ကိုင်းလေးတစ်ခုထောင်းတာပေါ့နော်ကြီးမင်းကိုဖမ်းဖို့အတွက်အဲ့လိုကိုင်းတစ်ခုထောင်းတဲ့အချိန်မှာအကြီးမင်းကရဲ့အချိန်မှာစလာတဲ့အချိန်မှာသူ့ရဲ့အမှဖမ်းမိနေတဲ့ဖမ်းမိတော့ ကြီးမရှင်းရှင်းမအိုဘူးနော်ဘာလို့လဲဆိုတော့ချင်းသူ့ကြောင့်တခြားလူတွေအနောက်ရှက်ဖြစ်မယ်အဝေးကြီးကနေပြီးတော့လာပြီးတော့စားရတယ်ဘိုက်မဝါပြင်းနဲ့သူယုံရင်းဆန်ခတ်လှုပ်လိုက်လို့ရှိရင်တခြားလူတွေဟိုကဖြစ်နေမှာဆိုတော့သူကအตาလေးညင်ပြီးတော့ပဲလို့မျိုးနေတာပေါ့နော်အဲ့ဒီညဘိုက်ဝါပြီးဆိုပဲမှသူများတွေပြန်သွားတဲ့အချိန်ခါမှာသူကလိုမျိုးယုံကြည်တာပေါ့နော်ယုံကြည်လို့မရဘူးဒါမဲ့အဲ့ချိန်မှာအဲလေဆောင်ကနေပြီးတော့သူ့ကိုဖမ်းတယ်ဖမ်းပြီးတော့ပိုင်ရှင်ပုံနာစီကိုယူသွားတာပေါ့နော် မပုံသားကြီးကမေးတာပေါ့အာတင်ကြီးပေါ့နော်အတင်နဲ့ကျွန်တော်နဲ့ရန်ညွရန်စားများရှိလားတခြားကြီးတွေကြလို့ရှိရင်ပေါ့နော်စားပြီးလို့ဘိုင်းဝါအောင်စားပြီးလို့ရှိရင်ဒီတိုင်းမပြန်သွားတယ်ပေါ့နော်အတင်ကကြလို့ရှိရင်ရှစ်တမျှတွေကိုတေပြီးတော့ယူသွားတယ်ပေါ့နော်ဒီကြောင့်ကိုကျွန်တော်သူများသူတို့ပြောလို့သိရတယ်ပေါ့နော်အဲ့ဒါဘာကြောင့်ပါလဲကျွန်တော်ရဲ့စီးပွားကိုများဖြည့်ဆည်းခြင်းတွေလို့ပါလားလို့မေးလဲဆိုတော့အဲမာကေတာရကြီးမင်းကဖြေတာပေါ့မဟုတ်ဘူးပုံသားကြီးပေါ့နော်အကျွန်တော်နဲ့တင်နေက ဟွာပေါ့နော်ရန်ညွန့်ရန်စားလည်းမရှိခဲ့ပါဘူးကျွန်တော်အဲ့လိုယူသွားရတဲ့အကြောင်းရင်းက၃ချက်ရှိပါတယ်ပေါ့နော်နံပါတ်1ကျွန်တော်ရဲ့ပေါ့နော်ကျွန်တော်မှကြွေးသက်ရှာရပါတယ်ပေါ့နော်ကြွေးသက်ရှာတယ်ကြွေးသက်ရှာတယ်ဆိုတာကသူ့မှာအသာသမီးငယ်လေးတွေလူမမေအွေခလေးလေးတွေရှိတယ်ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်ကြွေးသက်သူတို့စားဖို့အတွက်ကျွန်တော်ယူသွားခြင်းဖြစ်ပါတယ်ပေါ့နော်အဲ နံပါတ်2ကကြာလို့ရှိရင်ကျွေးအောင်ဆက်ရတယ်ပေါ့နော်ကျွေးအောင်ဆက်တယ်ဆိုတာကကျွန်တော်ရဲ့ငွေစင်ဘဝဒုံကကျွန်တော်ကိုကျွေးငွေပြုစုပေးတယ်ကျွန်တော်ရဲ့မိဖတွေရှိပါတယ်သူတို့ကမျက်မျက်စိမမြင်တော့ပါဘူးပေါ့နော်သူတို့ရဲ့ကျွေးအောင်တွေကိုလည်းကျွန်တော်ဆက်ရပါတယ်နံပါတ်3ကကြာလို့ရှိရင်ဟိုပါပေါ့နော်ရွှေအိုးတွေကိုမြောက်နှံရပါတယ်ပေါ့နော်ရွှေအိုးမြောက်နှံနေဆိုတယ်ပေါ့ရွှေအိုးမြောက်နှံနေဆိုတာက ျွန်တော်နဲ့အတူတူနေတဲ့နေထိုင်တဲ့တိုးထင်းမှာပေါ့နော်နေထိုင်တဲ့တိုးထင်းမှာအမင်းမဆန်းနဲ့ကြီးတယ်မပြန်နိုင်ရခွန်အားပလာယူနေနေတဲ့ကြီးတွေရှိပါနဲ့သူတို့အတွက်ကျွန်တော်စမ်းနိုင်ရခါယူသွားခြင်းဖြစ်ပါတယ်လို့အဲ့လိုမျိုးပြုပြပြီးတော့ဟိုပုံသားကြီးကိုဟိုမေခွန်ကိုဖြေလိုက်တာပေါ့နော်အစ်ကာနာကြီးမင်းကကြီးသားတာဖြစ်ဖြစ်မဲ့လေပေါ့နော်လူတွေတော့မလိုက်နိုင်နိုင်နိုင်နေဆိုပြီးတော့ပုံသားကြီးကသူ့အတွက်တက်တဲ့ ပေါ့နော်ဟိုစပခင်းတခင်းကို ပေးတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်တာမန်လူတွေအတညာရှိတဲ့လူတွေတောင်မှဒီကြီးလိုမျိုး မလောက်နိုင်ဘူးပေါ့နော်သူကိုလေးစားတော့အပြည့်ပုံနာကြီးကအပိုင်စားလေတခွက်ကိုပေးလိုက်တယ်ကဲအားလုံးပဲကျေးဇူးရှင်ကိုကျေးဇူးမဆက်ရှင်နေပါစေ ကြည့်မစွန်းပါစေနဲ့မပုံကံမိပါစေနဲ့ဆိုပြီးတော့ကျွန်မဒီဗီဒီယိုလေးကနေပြီးတော့ညှောက်ဝေပြလိုက်ပါတယ်တတ်နိုင်ဆုံးဆက်နိုင်ရင်တော့ပို့ကောင်းတာပေါ့နော်မဆက်နိုင်ဘူးဆိုပေမဲ့လည်းဟိုဟာကြည့်တော့မစွန့်မိပါစေနဲ့လို့ကျွန်မဒီဗီဒီယိုလေးကနေပြီးတော့ညှောက်ဝေပြလိုက်ပါတယ်အားလုံးကျမ်းမှာချမ်းသာကြပါစေရှင်